လီဗာပူးသင်းတရဝင်းချန်ပီယံဘွဲကိုခံယူမဲ့ပရီးမီးယားလိပွဲစဉ်34မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှူအနေချူဒူပါရီပရီးမီးယားလိပွဲစဉ်34မှာတွေ့ဆုံနေတဲ့ပွဲစဉ်တွေကြုံတွေ့ရမဲ့ခန်းစားချက်တွေနဲ့ပတ်သက်ပြီးတော့အချို့ရင်ခုန်ဆွေးနွေးလိုက်အောင်ခင်ဗျာ မမာရီလီဗာပူးကဒီဘက်ပရီးမီးယားလိပွဲစဉ်34မှာတော်တင်ဟော့စပါကိုအနိုင်ယူကစားနိုင်ခဲ့မယ်ဆိုရင်2024-25ပရီးမီးယားလိချန်ပီယံဖြစ်တရားဝင်ခံယူခွင့် ရရှိတော့မှာဖြစ်ပါတယ်။ဂျန်နဲ့ပွဲစဉ်တွေမှာ get of honor အဖြစ် liverpool တင်း queen နဲ့ဝင်လာရင်သူနဲ့တွေ့ဆုံမဲ့ပြိုင်ဘက်အသင်းကစားသမားတွေကလက်ခုပ်တီးပြီးတော့ချီးကျူးဂုဏ်ပြုပေးရတော့မှာလည်းဖြစ်ပါတယ်။ liverpool အတွက်တကယ်ကိုချူမင်းစရာကောင်းတဲ့ဘောလုံးရသည်တစ်ခုလို့ဆိုနိုင်ပါတယ်။ liverpool တခြား tournament တွေမှာ ပြုတ်သွားတာကတပိုင်းပြ။ဒါပေမဲ့တုံးဆွဲခဲ့တဲ့ငွေကြေး amount ပမာဏအရ investment လုပ်ခဲ့တဲ့အခြေအနေအရပြန်ရောက်တဲ့ခရီးအတိုင်းတာကပို့ပြီးတော့များတဲ့အတွက် liverpool ပူးကိုရင်ထဲကလိုက်လိုက်လဲလဲကိုကျွန်တော်တို့ ချန်ပီယံဖြစ်ရင်ဂုဏ်ပြုပေးရမှာလည်းဖြစ်ပါတယ်။ယာတီစမှာတော့လီဗာပူးကိုချန်ပီယံဖြစ်မယ်လို့ကျွန်တော်မထင်တော့ဘူး။ချန်ပီယံဖြစ်ဖို့မဆိုထားတဲ့1 2 4ဝင်ခွင့်တော့အနိုင်နိုင်လို့ကျွန်တော်မျှော်လင့်ထားတာပါ။ဘာကြောင့်လဲဆိုတော့လီဗာပူးရဲ့လူစင်းစုဖွဲ့မှုကကျင်းတဲ့အသင်းတွေကအားကောင်းမောင်းတဲ့အခြေအနေနဲ့ကစားသမားတွေစုပွဲနေတဲ့အချိန်မှာဖက်ဒရီကိုခြေစာခေါ်လိုက်တယ်။မမာဒါရှက်ဗလီကိုနောက်နှစ်ဘောလုံးရသည့်အတွက်ဟာနီးပြရလဲအာနာစလော့နဲ့အိုးအဲ့ဒါတွေထားလိုက်တော့အစိုးဆုံးကယာဂင်ကလော့လို့ရှယ်နီးပြကြီးထွက်သွားပြီဗျာ။အဓိကယာဂင်ကလော့ထွက်သွားလို့ကျွန်တော်လီဗာပူးကိုမယုံတော့တာ။ယာဂင်ကလော့ကြီးက ဲ့ God level အာနာစလော့ဒီဒက်ရှလီယာနီးပါတရဖင်းတော့လို့အသိမျိုးပဲကင်တွယ်လာခဲ့တယ် အဖြူအပိုင်းဘာညာ Google ကနေရှောက်ရှာပြီးပြောရင်တော့ရတာပေါ့ဗျာဟာ तू ကဘလို့ကိုင်းနေဘာညာတားတကတိုးတော်လဲ Liverpool လို့ image ကြီးတဲ့အသင်းမျိုးကိုတကယ်လက်တွေ့မှာကိုင်းတွယ်ဖို့ဆိုတာအစင်ပြေကြီးမပြေကြီးရတိပြပြောလို့မရတော့ရှင်းမှာလဲထိတ်တန်း dash နီးပြတယ်အများကြီး Premier League မှာလာနီးပြဘူးအောင်မြင်ခြင်းမအောင်မြင်အဲ့တော့ Jurgen Klopp အထွတ် Arnas Slot အဝင်စတဲ့အချက်ကြီးอ่ะလီဗာပူးတင်းတို့လုံးဝမလွယ်ကူဘူးဆိုတော့အချက်ကြီးဖြစ်ပါဒါကို ကြောင်းမြန်လုတ်ပစ်ပြီးတော့ဘိုလ်ဆွဲဖို့အခု0ပွိုင်းနော်ဘလောက်ဘလောက်ပါဆန့်လောက်ပဲရှိတော့တယ်အဲ့လောက်ထိကိုအချိန်နေလေဘူးတင်ကကောင်းသွားတဲ့အတွက်တကယ်ချီးကျူးတဲ့အသင်းလို့ပြောတာပါထပါကျွန်တော်တို့ကံမဲ့ပွဲလေးတွေကိုတစ်ချက်ကြည့်အောင်စနေနေ့ညမှာအစောဆုံးကစားမဲ့ပွဲကတော့ Chelsea နဲ့ Everton ပွဲဖြစ်ပါတယ်ညဘက်6:00နာရီမှာရှင်ပြိုင်ကစားမှာပါအဲ့တော့ Chelsea ဒီဒီပွဲမှာတည်ရကြသွားပြီဆိုရင် ကျွန်တော်ပြီးပါပြီချန်ပီယံလိဝင်ခွင့်အတွက် နောက်လာမယ့်ပွဲစဉ်တွေဘာမှမျှော်လင့်မနေပါနဲ့တော့ဒါကျွန်တော်အားနာစွာနဲ့ပဲနားခါကောင်းခါမယ်အယူရှင်ဆုံးပြောတာပါ तू ကမန်တန်နဲ့ပဲချက်စီကတက်ရတော့မယ့်ပုံစံမျိုးဖြစ်သွားတယ်တချို့သင်းတွေတော့ရှိခဲ့ဘူးတယ်ပေါ့နော်လုံးဝချန်ပီယံလိမဝင်ဘူးလို့ပြောတာတော့မဟုတ်ဘူး reality အခြေအနေကတော့ချက်စီကအားမကောင်းတော့ဘူးတော်တော်စွတ်ဆက်ပြီဗျာနောက်ဆုံးပွဲတွေမှာဟာစိတ်တက်ကြီးကကောင်းပြီးကန်သွားနိုင်ရင်တော့ကျွန်တော်လည်းမပြောတော့ပက်ဒရိုနက်တိုနော်ဖူလန်နဲ့ပွဲမှာဂိုးသွင်းသွားတဲ့အခြေအနေမျိုးအဲ့လိုခံပတ်မျိုးမမြင်ရတာကြားလာပြီအဲ့ပွဲမှာစမြင်တယ်ဆိုတော့နောက်ပွဲတွေလည်းအဲ့လိုလုတ်ပြကောင်းလုတ်ပြနိုင်တယ် ်ဆိုတော့ဟိုမျောလင်းချက်လေးတော့ရှိတာပေါ့လေဒါပေမဲ့လွယ်တော့မလွယ်ပါဘူးကစားမှာ evidence ဖြစ်တဲ့အတွက်အရန်မာတဲ့အတင်းတင်းဖြစ်နေပါတယ်โอเคကျွန်တော်နောက်တစ်ပွဲကတော့ Brighton နဲ့ Watson ဘာမျောလင်းချက်ရှိတဲ့အတင်းနေမှုလို့တော့နှစ်တင်းလုံးကဥရောပဝင်ကွင်းအတွက်လဲဘာမှရင်ခုန်တရားမလို့တော့သလို10စုံ တနည်းအားတော့လေဘာမှစိတ်မချစရာအကြောင်းမရှိတော့ပါဘူးအဲ့ဒါကြောင့်လူပွဲမျိုးတွေကတော့တိတ်ကြည့်လို့ကောင်းမယ်ပွဲတွေမဟုတ်ပါဘူးဘလုံးပွဲတစ်ပွဲဖြစ်မြောက်ရေးအတွက်သာကန်သွားမဲ့ပွဲစဉ်တွေလို့ကျွန်တော်ထင်ပါတယ်နောက်ထပ်ပွဲက Newcastle နဲ့ Ipswich Town Newcastle လို့ချန်ပီယံလိဝင်ခွင့်ရဖို့ကြိုးစားနေတဲ့အသင်းတစ်သင်းအတွက်အမတန်အမတန်အရေးပါပါတယ် Ipswich Town ကအခုတန်းဆင်းသွားတဲ့အသင်း၃သင်းထဲမှာ short တော့လို့မရအောင်အသင်းပေါ့နော်မကန်နာဒီနီးပြပိုင်းကောင်းတယ်ဆိုပြီးနာမည်ကြီးနေတဲ့နီးပြတယောက်ဖြစ်တယ်လို့ကစားသမားစုဖွဲ့မှုအရ အသင်းလိုက်ကြစ်ကြစ်လေးလေးကစားတတ်တဲ့အသင်းဖြစ်ပါတယ်။တိုးတော်စိန်ဂျိမ်းဘက်မှာတော့နျူကာဆယ်ကိုအနိုင်ရဖို့ဘာမှတွေးလို့မရပါဘူး။နျူကာဆယ်ရဲ့အာကောင်မောင်းတဲ့အခြေအနေကိုပဲကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ နောက်တစ်ပွဲကတော့စိတ်နဲ့ဖူလန်မှာစိတ်နေကစိတ်မေရီမှာတစ်ခေတ်တစ်ခါဘာဆိုလားညာဆိုလားဆိုတော့အတွေးခေါ်အယူဆပိုင်းနေကပြီးသွားခဲ့ပါစိတ်နေဒီဘာအစိတ်မှမရှိတော့တဲ့အတင်းတင်းမှာဖူလန်ကလည်းဘာမျော်လင့်ချက်ရွယ်ချက်မှမရှိတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်ဒီလိုပွဲမျိုးတွေကလည်းအရင်ကြည့်လို့ကောင်းမယ်လို့တော့မထင်ပါဘူးနောက်တစ်ပွဲကတော့ Wolverhampton နဲ့ Leicester တန်းဆင်းသွားပြီဖြစ်တဲ့ Leicester နဲ့ Wolverhampton ကလည်းဒါအပေါ်ကနော် Southampton နဲ့ Fulham ပွဲလိုမျိုးပဲဖြစ်မှာပါ ဒီလေးပွဲလုံးဟာစနေနေ့ညဘက်၈နာရီခွဲမှာရှင်ပြိုင်ကစားမှာဖြစ်ပါရယ်ခင်ဗျကျွန်တော်တို့ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်34မှာပရီးမီးယားလိတွဲဆိုင်နေရတော့အပြည့်လာမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ FA ကပ်ကံမှုရှိနေတဲ့အသင်းတွေကပွဲစဉ်34ကိုစောပြီးကံပြီးသွားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ FA ကပ်ပွဲစဉ်တွေကိုတစ်ဖက်မှာလည်း Premier League ပွဲစဉ်တွေနဲ့ရောပြီးတော့ကြည့်ရမှာဖြစ်ပါတယ်။ FA ကပ် Semi Final တွဲဆိုင်နေတဲ့မှာဆိုရင် Premier League အသင်းတွေလေးသင်းထိပါသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီပွဲတွေကလည်း Premier League ပွဲနည်းတူကြည့်လို့ကောင်းမှာတော့အသေးချာပဲဖြစ်ပါတယ်ခင်ဗျ။ Okay ကျွန်တော် Super Sunday ရောက်သွားတဲ့အခါကျရင်နောက်ထပ်ကံမဲ့ပွဲနှစ်ပွဲရှိနေပါတယ်။ညဘက်9နာရီခွဲမှာ ဘုံမောင်းနဲ့ Manchester United ဘွဲဖြစ်ပါတယ်အဲ့တော့ဘုံမောင်းနီးပြ Araola အနေနဲ့အရင် impress ဖြစ်ချင်စရာကောင်းတဲ့အချိန်ကာလတစ်ခုကိုသူတို့ပိုင်ဆိုင်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့အချိန်ကာလတွေကတော့ကျော်လွန်သွားပြီပေါ့နော်ဘုံမောင်းကတော့အပြစ်ပြောလို့မရပါဘူးသူတို့ရဲ့ကစားသမားစုဖွဲ့မှုကရင်ခုန်ချင်းစရာကောင်းတယ်ဆိုပေမဲ့ဒီကစားသမားတွေပဲအရင်စီးရင်မှာဘုံမောင်းအတွက်အစားထိုးပြီးတော့ ထမပွဲအတွက်ကစားသမားတွေနီးတူကစားပေးမဲ့သူကအတော်လေးရှားပါတယ်လူစင်းစုဘွဲ့မှုရအရင်မတောင်တင်းဘူးပေါ့နော်အင်ကွင်းဗီဒလက်တီစတေဒီယမ်မှာမန်ယူနိုက်တက်အသင်းကိုဒုက္ခပေးဖို့ကြိုးစားလာမှာတော့တေချာပါတယ်ကဲတစ်ဖက်ကဆရာယူနိုက်တက်ယူရိုပါလိမှာကတော့သူတို့အကောင်းဆုံးရှင်ပြိုင်ကစားတယ်မှန်တော့လည်းမှန်ပါတယ်ပရီးမီးယားလိမှာအသေးအတန်ကစားကြီးဘာလို့မလို့တော့နော်ပရီးမီးယားလိကပြီးသွားခဲ့ပြီအဆင့်10တွင်းဝင်ဖို့တောင်မှခက်ခဲတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်ဒီလိုပွဲမျိုးမှာဂုံတိတ်ခါပိုင်းအရာ မထိခိုက်ဖို့သာအကောင်းဆုံးကစားဖို့ရှိတယ်ဆိုတော့ United အနေနဲ့အသင်းရဲ့အဓိကသံသမာတချို့ကိုဟိုဘယ်လိုပြောမလဲလူတို့ဘို့ရှော့အနေနဲ့တော့သုံးသင့်တယ်ပေါ့နော်ဆွတ်ဆက်ပြီးကန်ခိုင်းလို့မရဘူးဒဏ်ရာပြဿနာရရှိမှုဆိုတာကအစိုးမရဘူးဗျအချိန်ခါမြွေရရှိသွားနိုင်တဲ့အတွက်ကြောင့်ပပနဲ့နဲ့လူကိုလူတို့ဘို့ရှော့လုပ်ပြီးကစားဖို့တော့လိုပါတယ်ခင်ဗျာကျွန်တော်နောက်ဆုံးပွဲကတော့ Liverpool သင်းတရားဝင် Champion ဖြစ်ဘွယ်ဒူးဂုံလူခံယူမဲ့ ပွဲပေါ့ဒီပွဲပြီးရင် Anfield ဘောလုံးကွင်းကြီးထဲမှာ Liverpool ကစားသမားတွေပြိသက်တွေအောင်ပွဲခံမဲ့ပုံစံမျိုးတွေကိုကျွန်တော်မြင်အောင်နေပါတယ် You will never walk alone ဆိုတဲ့တခြင်းကို Liverpool ပြိသက်တွေတံမြိုင်တီဆိုဟစ်ကျွင်းနဲ့ပြိသက်တွေနဲ့အောင်ပွဲခံမဲ့ပွဲစဉ်တစ်ပွဲပါ တော်ရင်ဟော့စ်ပါတင်ကတော့ဒီပွဲကိုအပြည့်ဝအာယုံရှိနေမယ်လို့ကျွန်တော်မထင်ဘူးဗျ။ဘာကြောင့်လဲသူတို့ယူရိုပါလိဂ်ကံမှုရှိတဲ့အတွက်ကြောင့်ပါ။အဲ့တော့လီဗာပူးသင်းချန်ပီယံဖြစ်သွားပြီဆိုရင်လီဗာပူးနဲ့ပတ်သက်တဲ့ဂုံပြူတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုကျွန်တော်လုပ်ပေးပါအောင်မယ်။အဲ့ဒီဒူလီကတော့ဒီတိုင်းခန်းစားချက်တွေကိုဆွေးနွေးနေတာထက်စာရင်ပရိသတ်စိတ်ဝင်စားမယ့်အကြောင်းအလေးတခုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဲ့ချိန်ကြမှာစောင့်ကြည့်လိုက်ပါတော့။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။